အိမ်တဲ့အိမ်မှာရှိတဲ့အိမ်ထောင်ဦးစီးနဲ့ကက်ကင်းကြတဲ့အပင်တပင်ကိုကိုယ့်အိမ်ရှိမှာစိုက်လိုက်မိတယ်ဆိုရင်ဘာရမို့ပဲကိုယ့်အိမ်မှာစီးပွားလလပါးရွှင်လာမယ်ရှာလို့ဖွေးလို့ကောင်းလာမယ်ငွေတွေဝင်လာမယ်ပျော်ရွှင်စရာမိသားစုကဘာလေးဖြစ်လာမယ်ဆိုရင်လူချင်းမင်းတို့မလိုချင်ဘူးလားခင်ဗျာလိုချင်မှာပါလူဆိုတဲ့အမျိုးကလက်သားရာကိုကြိုက်တာပဲလေကျွန်တော်လည်းလိုချင်ခဲ့တာပါပဲကျွန်တော်လက်တွေ့ပါအရန်ခက်ခဲနေတဲ့အချိန်မှာကျွန်တော်အဘဖះပြောတဲ့အတိုင်းကျွန်တော်ရဲ့အိမ်ရှိမှာကျွန်တော်အပင်လေးတစ်ပင်စိုက်လိုက်တယ်အဲ့ဒီအပင်လေးစိုက်လိုက်တဲ့နေ့ကစပြီးကျွန်တော်လေးအလိုလိုနေအဆင်ပြေမှုတွေအများကြီးရလာတယ်လက်လာပါးတွေရွှင်လာတယ်မိစေကောင်းတွေတွေ့လာ ါတယ်။ယူဇာဆုံးတချို့ YouTube နဲ့ပတ်သက်ပြီးတော့လူ subscriber တထောင်ပြည့်ဖို့နှစ်နဲ့ချီကြိုးစားရတဲ့နေရာမှာကျွန်တော်တလတပတ်ထဲနဲ့ကျွန်တော်ပြည့်သွားတယ်။တလတော့တက်မှာ subscriber တွေအများကြီးတက်လာတယ်။ဟိုဒါဟိုကြွားတာမျိုးမပါဘူးကြုံကြိုက်လို့ပြောတဲ့သဘောပါကျွန်တော်ပြောတဲ့အတိပဲကအဘာရုရဲ့ဆောက်ရှောက်မှုနဲ့ကက်ကင်းကြတဲ့အပင်တပင်ကိုကိုယ်အင်ရှင်မှာဆိုက်လိုက်မိပြီဆိုရင်ကိုယ်အင်ကိုယဒနာပုံကြီးဆိုက်ရောက်လာတယ်လို့ပဲနေချင်းညချင်းကြီးပွားသွားတယ်ကိုယ့်ရဲ့အတိတ်ကံတွေနှိုးကြွာလာတယ်ဒီတော့ကျွန်တော်အခုပြောမဲ့ဗီဒီယိုဖိုင်ကကိုယ့်အိမ်မှာရှိနေတဲ့ကိုယ့်ရဲ့မိသားစုဝင်တွေအတွက် ကတ်ကင်းကြပြီးစီးပွားဖြစ်စေမဲ့အပင်ကဘာပင်တွေစိုက်တဲ့နေဆိုတာပြောချင်တာပါကျွန်တော်အခုပြောမဲ့ဂါထာလေးကိုကျွန်တော်အခုပြောမဲ့ဒီကတ်ကင်းကြတဲ့အပင်လေးကိုနားမထောင်ခင်ဒီကတ်ကင်းကြတဲ့အပင်တွေကိုစိုက်တဲ့နေရာမှာအာယုံပြုတ်တဲ့ဂါထာတစ်ခုကိုကျွန်တော်ဥစွာပြောပါမယ်အဲ့ဒါကတော့ဘာဂါထာလဲဆိုလို့ရှိရင်ရက်ကန်းစင်တောင်ဆရာတော်ဖရာကြီးရဲ့ဂါထာတော်ပါအခုကျွန်တော်ဗီဒီယိုဖိုင်လေးကိုနားထောင်တဲ့နေရာမှာနားထောင်ပြီးသွားလို့အဲ့ဒီအပင်ကိုစိုက်တော့မယ်ဆိုရင်အိမ်ရှိမှာနေထွက်တဲ့အရှိအရက်ကိုမျက်နှာမူပြီးရက်ကန်းစင်တောင်ဆရာတော်ဖရာကြီးရဲ့ဂါထာကို၃ခါယူပြီးမှ ဒီကျွန်တော်ပြောတဲ့အပင်တွေကိုစိုက်ပါဒါဆိုရင်လက္ခဏာရှင်တို့အိမ်ကိုယန္တနာဘုံကစိုက်စိုက်မြက်မြက်ရောက်လာပါလိမ့်မယ် တန်ဃာတော်ကိုကိုွယ်လက်ရှိလူဘဝမှာတင်ကြီးပွားပြီးတန်တရာအတွက်ကုသိုလ်ထုတ်ကိုထုတ်နိုင်တာပါ။ရကန်းစင်တော်ဆရာတော်ဖရာကြီးကရဟန္တာမြည်တဲ့အတွက်ကြောင့်သူ့ရဲ့ဂါထာတော်ကိုယူပြီးကက်ကင်းကြတဲ့အပင်ကိုစိုက်နိုင်တဲ့မိသားစုတွေနေချင်းညချင်းကြီးပွားလာမှာမလွဲပါ။နံပါတ်1အိမ်တအိမ်မှာတနင်္ဂနွေသားသမီးဥဆောင်နေဆိုလို့ရှိရင်တနင်္ဂနွေသားသမီးအိမ်အောင်ဥစည်းရှိတဲ့အိမ်ရဲ့အရှိတတဲ့မှာတပြေးပင်စိုက်တင်ပါလေခင်ဗျာ။တပြေးကိုကျွန်တော်တို့ဗဒပြားတပြေးဆိုတာရှိတယ်။အောင်တပြေးဆိုတာရှိတယ်။တနင်္ဂနွေသားသမီးကအောင်တပြေးကိုစိုက်ရမှာဗဒပြားတပြေးကိုစိုက်ရမှာမဟုတ်ဘူးခင်ဗျာ။ ပရမရတပြည်စွာငုံနေလာတာပေါ့နော်ငုံနေဆိုင်တဲ့ဟာမျိုးဆိုလို့ရှိရင်တင်းငွေတွေအတွက်တိတ်အဆင်မပြေဘူးအောင်းတပြည်ကိုစိုက်မှာအဆင်ပြေမှာအောင်းတပြည်ဘန်းကိုတတ်တတ်ကျွင်းတူပြီးရှင်းအောင်စိုက်ပါအောင်တပြေဘန်းကိုစိုက်မယ်ဆိုရင်တင်းငွေတွေတာသမီရဲ့အိမ်မှာစီးပွားလက်လာပါဖြစ်ထုံတွေမှာကပဲအစောကကျွန်တော်ပြောသလိုရေသနာပုံကြီးစိုက်လာတယ်လို့တိတိတသားကြီးပွားတိုးတက်လာပါလိမ့်မယ်အောင်တပြေဘန်းကိုစိုက်ကြတဲ့အချိန်မှာလေဒီရကန်းစင်တော်ဆရာတော်ဖရာကြီးရဲ့ဂါထာတော်ကိုရွတ်ဖို့လိုအပ်ပါတယ်ခင်ဗျာစိုက်တဲ့နေ့ကတော့တင်းငွေတွေနေမှာပဲစိုက်ရမှာပါ ဒါပဲနဲ့တနေ့လာသားသမီးအိမ်တော်ဦးစီးရှိတဲ့အိမ်ပေါ့ဒီအိမ်ကအိမ်တော်ဦးစီးကတယောက်ပဲရှိရလေဘသူမိန်ကြလဲဘသူအဓိကလုပ်လဲသူ့အိမ်တော်ဦးစီးတည်ရမှာပေါ့နော်ဥပမာဒီအိမ်မှာတနေ့လာသားသမီးကမိန်အိမ်တော်ဦးစီးပတ်ဆံရှာနေတယ်ဆိုရင်တနေ့လာသားသမီးရှိတဲ့အိမ်ရဲ့အရှိမ တရက်ပင်ဆိုက်ရမယ်တရက်ပင်တော့ရိုးရိုးတရက်မဟုတ်ဖက်နဲ့မတ်ချစ်စုတရက်ပင်ဆိုက်ရမယ်ငွေတွေချစ်ချစ်ကုတ်ကုတ်စုမိဆောင်မိပြီးငွေတောင်ဖြစ်လာအောင်ရွှေတွေပုံလာအောင်ရွှေတွေငွေတွေစုမိအောင်လို့တနင်္လာသားသမီးဥဆောင်တဲ့အိမ်တော်ဦးစီးအိမ်ရှိမှာမတ်ချစ်စုတရက်ပင်ကိုဆိုက်ရမှာပါအိမ်ကသားသမီးဥဆောင်တဲ့အိမ်ငယ်အရှိမှာတော့ဗရောက်ပင်ဆိုက်ဖို့လိုပါတယ်ခင်ဗျာဗရောက်ပင်ကိုကျွန်တော်တို့ရိုးရိုးဗရောက်ပင်မဟုတ်ဘဲနဲ့ဗရောက်ဝါသားပင်စိုက်နိုင်တယ်ဆိုရင်ရွှေငွေကြောက်တံပြံများအရန်ဝင်ပြီးတော့ တည်မြဲလိမ့်မယ်။ဘရောက်ကဘရောက်ဝါရှိတယ်ရိုးရိုးဘရောက်ရှိတယ်။ဘရောက်ဝါဆိုတော့ဗဟုထုတဲ့အသားကိုခေါ်တာပေါ့နော်။ကျွန်တော်တို့ဘရောက်ပန်းပွင့်တာပါပဲနှစ်မျိုးလုံး။ဒါပေမဲ့ဘရောက်ဝါကအထက်အသားကိုအဝါရောင်လေးကိုပါတာ။တချို့သောစိုက်ပျိုးရေးဆိုင်တွေမှာမေးဝင်ရနိုင်ပါတယ်။ဒါပေမဲ့ဘရောက်ရိုးရိုးလည်းရတယ်။အထူးသဖြင့်ဘရောက်ဝါရအောင်ရှာပြီးစိုက်နိုင်တဲ့သူကပိုပြီးအဆင်ပြေနိုင်တယ်။အဲ့တော့အင်္ဂါသားသမီးဥဆောင်တဲ့မိသားစုဝင်တွေရှိတဲ့အိမ်မှာကတော့ဘရောက်ဝါသားစိုက်ဖို့လိုအပ်ပါတယ်။ နောက်တစ်ခုဗုဒ္ဓဟူသာသမီးပေါ့နော်ဗုဒ္ဓဟူသာသမီးဥဆောင်နေဗုဒ္ဓဟူသာသမီးရဲ့စီဝါလုံနေတဲ့အိမ်မှာကြတော့ တန်တလွန်ပင်ကိုစိုက်ရမယ်ခင်ဗျတန်တလွန်ပင်ကိုကျွန်တော်တို့ဂိုင်းဖြတ်ပြီးစိုက်တာမျိုးဖြစ်ရမယ်တန်တလွန်ပင်စိုက်ပြီးတော့အဲ့တန်တလွန်ပင်ကထွက်လာတဲ့အတက်တွေကိုခူးခူးပြီးတော့မကြာခဏချဲ့ပြုတ်ပြီးဖုန်ကြီးဆွလောင်းတာလေးတွေလုပ်ပေးရမယ်ဗုဒ္ဓဘုရားသမီးတွေကတန်တလွန်ပင်တော်လည်းကောင်းဓာန်ပင်တော်လည်းကောင်းဓာန်ပင်ကတော့ကျွန်တော်တို့ဓာန်ဆိုးတဲ့ဓာန်ပန်းလေးတွေပွင့်တဲ့ဟာကိုလည်းခေါ်တာပါဓာန်ပင်ရရင်ရမရရင်တန်တလွန်ပင်ရအောင်ရှာပြီးတော့စိုက်ရမယ်ဒါဆိုရင်ကက်ကင်းကြပြီးဗုဒ္ဓဘုရားသမီးအိမ်ကိုရေသနာပုံကြီးစိုက်ရောက်နိုင်ပါတယ်ကြာလာပရိသတ်သမီးတွေရှိတဲ့အိမ်မှာတော့ဇီးသီးပင်စိုက်ရမယ်ဇီးကိုကျွန်တော်တို့ဇီးပန်းသီးမဟုတ် ဖက်နဲ့တော်စီသည်ပေါ့နော်တဘာဝကြကြပေါက်နေတဲ့ဈေးသည်ကျွန်တော်တို့တကြံကာလတွေမှာပိပထန်းအိုးတွေလုတ်တဲ့အခါမှာခူးခတ်ပြီးထဲတဲ့အစူးပါတဲ့ဈေးသည်ပေါ့တချို့သောဈေးပန်းသည်တွေကစူးမပါတဲ့ဈေးပန်းသည်တွေရှိတယ်ကျွန်တော်လိုချင်တာကတဘာဝကြကြဈေးသည်တော်စီသည်ပေါ့နော်တော်စီသည်ပင်လေးကိုဇာတာပတိသာသမီတွေရဲ့အိမ်ရှိမှာစိုက်ဖို့လိုအပ်ပါတယ်ခင်ဗျာတောက်ကြသာသမီတွေရဲ့အိမ်ရှိမှာကျတော့ တမပင်စိုက်ရမယ်ခင်ဗျတမပင်ကလက္ခဏာရှင်တို့ကိုယ်တိုင်ဈေးရတော့ဝယ်တဲ့တမပင်ကိုစိုက်ဖို့လိုအပ်တာပါအထူးသဖြင့်တောက်ကြသားသမီးကိုယ်တိုင်ဝယ်တဲ့တမပင်ကျန်တဲ့ဟာတွေကတော့တို့နေနဲ့ကိုယ်တိုင်ဝယ်ဝယ်မလို့ပဲတခြားသူကဝယ်ပြီးစိုက်လို့ရတယ်တောက်ကြကတော့သူ့ကိုယ်၌တော့ဝယ်လို့ရလာတဲ့တမပင်ကိုတခြားကြကြနနာကျွင်းတူပြီးအိမ်ရှိမှာစိုက်ပေးပါတောက်ကြသားသမီးရဲ့ရံပဲဖြစ်တဲ့တမကိုစိုက်ခြင်းအဖြစ်တောက်ကြသားသမီးရဲ့ရံတွေအားလုံးကိုနိုင်သွားပြီးတော့တောက်ကြသားသမီးနဲ့ပတ်သက်တဲ့သူတွေအားလုံးကတောက်ကြသားသမီးရဲ့ခြေတော်ရင်းကိုရောက်ပြီးဝိုင်းဝန်းပန့်ပို့ပြီးတော့တောက်ကြသား သမီးကအလိုလိုနေအပေါ်ရောက်သွားပါလိမ့်မယ်။ဒါကြောင့်တောက်ကြတာသမီးတွေကတမာပင်ကိုစိုက်ရပါမယ်ခင်ဗျာ။ စနေသားသမီးတွေကတော့ရှားဆောင်လက်ပတ်ပင်ကိုစိုက်ရမှာပါစနေသားသမီးဥဆောင်တဲ့အိမ်ရဲ့အရှိတတဲမှာအိုးကြီးကြီးနဲ့တကောမြေနဲ့တကောရှားဆောင်လက်ပတ်ပင်ကိုထည့်ပြီးတော့စိုက်ပေးပါစနေသားသမီးကရှားဆောင်လက်ပတ်ပင်ကိုစိုက်တဲ့အခါမှာရက်ကန်းစင်တော်ဆရာတော်ဖရာကြီးရဲ့ဂါထာကိုယူပြီးတော့အဲ့ဒီရှားဆောင်လက်ပတ်တွေကြီးလာတဲ့အခါရှားဆောင်လက်ပတ်ကရတဲ့အနစ်နဲ့မိမိရဲ့မျက်နှာကိုအနစ်တွေနဲ့တုပ်နေတဲ့အခါမှာမျက်နှာပွင့်ဂါထာလေးကိုယူပြီးတော့ဒါတုပ်ပေးပါဒါဆိုရင်စနေသားသမီးရှိတဲ့အကျွေးတွေအကုန်ကြီးမယ်ရစရာရှိတဲ့အရာတွေရမယ်အပေါင်ဆိုင်ကရွှေတွေပြန် င်ဝင်မယ်အကျန့်စီတွေအောင်မြင်ပြီးအချီကြီးဝင်တဲ့လုပ်ငန်းတွေပေါ်လာပါလိမ့်မယ်ဒါပါပဲခင်ဗျာခုနှစ်နှစ်နဲ့အားလုံးဒီအခုကျွန်တော်ပြောတဲ့ကက်ကင်းကြတော့အပင်များကိုရုံရုံကြည်ကြည်နဲ့ရကန်းစင်တော်ဆရာတော်ဖျားကြီးရဲ့ဂါထာကိုယူပြီးတော့စိုက်ကြည့်ပါကျွန်တော်ရဲ့ချက်တော်ဓမ္မမိတ်ဆွေတွေရတနာဘုံအိမ်ကိုစိုက်တယ်လို့ရွှေတွေငွေတွေနဲ့အစစအရာပြည့်ပြည့်စုံပြီးလူနိုင်တန်းနိုင်ပြီးကျွေးရှင်းတဲ့ဘဝတစ်ခုမှာမြတ်စွာဘုရားရှင်ရဲ့သာသနာတော်ကိုဒီတမကလူနိုင်တန်းနိုင်ပါစေလို့ဆုတောင်းမေတ္တာပို့သပေးပါရစေအားလုံးကိုကျေးဇူးအများကြီးအများကြီးတင်ပါတယ်ခင်ဗျာ